Online Studio Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမအနေနဲ့ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုပိုင်တိုင်းဆိုတဲ့လုပ်ငန်းစဉ်လေးပဲဖြစ်ပါတယ်။အဲ့လို့ဆိုတော့ဒီလုပ်ငန်းစဉ်လေးကိုဘာကြောင့်မျှဝေပေးခြင်းရလဲဆိုရင်ဒီလုပ်ငန်းစဉ်ကိုလုပ်လိုက်ခြင်းအပြင်ကျမတို့ရဲ့အာစိတ်ပိုင်းဆိုင်ရာပေါ့နော်။အာတိုးတက်ကောင်းမွန်လာမယ်။ကိုကိုယုံကြည်မှုတွေပြန်ပြီးတော့တက်လာမယ်။ကိုယ့်ရဲ့ self esteem တွေပေါ့နော်။ပို့ပြီးတော့တက်လာမှာဖြစ်ပါတယ်။အဲ့လို့ဆိုတော့ကျမတို့တွေ ကိုပိုင်တိုင်းလေးကိုဘယ်လိုမျိုးဖန်တီးကြမလဲပေါ့နော်ရန်ကုန်မှာယူရှင်ပါတယ်စာအုပ်လေးနဲ့ပုံဝင်လေးနဲ့ရှင်းရင်လည်းရပါတယ်မဆွဲခင်မှာအဲတခုမေ့ကြည့်ချင်တာကပေါ့နော်အားလုံးပဲဒီဒိုင်းဆိုတဲ့ဝါဟာရနဲ့သုံးလုံးနဲ့ဒီနေ့ကြမယ်လို့ထင်နေပေါ့နော်အဲဒိုင်းဆိုတာကကြတော့ရင်းနှောင်းကပေါ့နော်ကျွန်တော်တို့တွေစစ်ပွဲဒီမှာဆိုရင်အဲဒီစစ်တိုက်တဲ့သူတွေကသူတို့ရဲ့အကာအကွယ်တစ်ခုအနေနဲ့ပေါ့နော်ဒီဒိုင်းကိုသုံးကြတယ်ပေါ့နော် အဲသူတို့ကဒီအကောက်ွယ်ရှိခြင်းအဖြစ်သူတို့ကိုသူတို့လုံခြုံစေချရတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကိုယ့်ရဲ့တိုင်းလူကိုကြည့်လိုက်ခြင်းအဖြစ်အဲကိုကိုကိုယုံကြည်မှုတွေပို့ပြီးတော့ဒိုးလာမယ်အဲကိုကလုံခြုံစေချရတဲ့နေရာမှာရှိနေတယ်ဆိုတဲ့ဟာကိုပို့ပြီးတော့ခံစားမိလာရမယ်ပေါ့နော်အဲ့လိုဆိုတော့တိုင်းပုံလေးကိုဘယ်လိုမျိုးဆွဲမလဲဆိုရင်ကျွန်တော်တို့ရဲ့စာအုပ်ထဲမှာအဲဒီလိုမျိုးလေးပေါ့နော်တိုင်းလေးကိုဆွဲလိုက်မယ်ဆွဲပြီးသွားပြီဆိုရင်အပိုင်းလေးလေးချမ်းခွဲလိုက်မယ်ပေါ့နော်ပိုင်းခွဲပြီးသွားပြီဆိုရင် ပထမတစ်ပိုင်းမှာကိုဘာတွေကိုစဉ်းစားပြီးတော့ဘာတွေကိုထည့်ရမလဲဆိုရင်ကိုเจ้าကိုကိုစဉ်းစားမယ်ပေါ့နော်ကိုเจ้าကိုကိုစဉ်းစားတဲ့အခါမှာဘယ်ကနေစပြီးမိကုန်မိမလဲဆိုရင်ငါဘာတူလဲဥပမာအဖြစ်ကျွန်တော်ဆိုရင်ကျွန်တော်နာမည်ကတော့အန်နာကျွန်တော်ကကုလလောဆင်းမှာဆိုရင်ဒီမူသားချင်းစာနာတော်မှုဆိုင်ရာကုညီပေးရေးဖွဲ့တွေမှာလောက်ကိုင်းနေတဲ့သူတယောက်ဖြစ်တယ်ကျွန်တော်ကျွန်တော်က introverts တယောက်ဖြစ်တယ် အဲဒါမျိုးလေးတွေပေါ့နော်ကိုကိုကိုဘယ်သူလဲဆိုတာကိုအရင်ဆုံးပုံဖော်လိုက်မယ်အဲ့ဒီမှာပုံဖော်တဲ့အခါမှာကို့အနေနဲ့စာနဲ့ချရေးချင်တာပဲဖြစ်ဖြစ်ဒါမို့စာနဲ့ချမရေးချင်လို့ပေါ့နော်ပုံဆွဲချင်တယ်ပုံဆွဲပြီးတော့ပုံဖော်ချင်တယ်ဆိုလည်းပဲအဲ့ဒီအကွက်ကလေးထဲမှာအာပုံဖော်လို့ရတယ်ပေါ့နော်ကိုကိုဘယ်သူလဲဆိုတဲ့ဟာပေါ့နော်ဥပမာအဖြစ်ယုံမှလောလောတဲ့သူဆိုရင်ဥပမာယုံမှအဲယုံသွားတဲ့ပုံစံလေးပေါ့နော်ဥပမာအဖြစ်ပေါ့နော်ဒီလိုမျိုးလေးတွေကိုစိတ်ကြိုက်ကိုရဲ့စိတ်ကြိုက်တာကိုရဲ့ personal issue ပဲကိုကြိုက်တယ်လို့ပုံဖော်လို့ရတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ ဒုတိယကွက်ကိုသွားမယ်ပေါ့နော်ညာဘက်တောင်အပေါ်ကွက်ပေါ့နော်အဲ့လိုဆိုတော့ဒီအကွက်ထဲမှာကကြတော့ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့သူတွေကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့သူတွေကိုခြားရရမယ်အဲ့လိုဆိုတော့အမောင်ဆုံးနေနဲ့ကိုယ့်ရဲ့မိသားစုကိုရင်စင်းစားမယ်ပေါ့နော် ကိုရဲ့မိသားစုထဲမှာကိုချစ်ရတဲ့သူတွေဘယ်သူတွေရှိလဲပေါ့နော်အဲခြာရင်မဲကိုရဲ့ဖေဖေမိမိလားကိုရဲ့အမလားကိုရဲ့မောင်လေးလားညီမလေးလားပေါ့နော်ဒါမျိုးတွေခြာလေးတို့ရတယ်ကိုရဲ့မောင်နှမတဝန်းခွဲတွေလားပေါ့နော်ဒါမျိုးတွေခြာရေးတို့ရတယ်အဲ့ဒါပြီးတဲ့အခါမှာကိုအနေနဲ့ကြောင်တက်နေတဲ့သူတွေဆိုရင်ကိုချစ်ရတဲ့တငယ်ချင်းတွေဘယ်သူတွေရှိလဲကိုယုံကြည်စိတ်ချရတဲ့တငယ်ချင်းတွေဘယ်သူတွေရှိလဲပေါ့နော်လှုပ်လှုပ်နေတဲ့သူတွေဆိုရင်လည်းပဲကိုရဲ့ယုံကြည်စိတ်ချရတဲ့ ကိုယင်ဖွင့်တိုင်ပင်လို့ရတယ်လို့ဖို့ကင်ပတ်တီးဘသူတွေရှိလဲပေါ့နော်စရှိသဖြင့်တငယ်ချင်းတွေလို့ဖို့ကင်ပတ်တီးကိုခြာရေးလို့ရတယ်အဲနောက်တစ်ခုကကြတော့ကိုကိုပေါ့နော်အာ supportive ဖြစ်နေတဲ့သူပေါ့နော်ကိုနဲ့ကိုရဲ့လို့ဖို့ကင်ပတ်လည်းမဟုတ်ကိုရဲ့တငယ်ချင်းလည်းမဟုတ်ဥမာကိုရဲ့ mentor တွေပေါ့နော်ကိုရဲ့ဇာဒါမဟုတ်ဘူးကိုရဲ့ senior တွေပေါ့နော်အာစသဖြင့်ဒါမျိုးတွေလည်းရှိလို့ရတယ်ပေါ့နော်ဒီမှာတို့အခုတတိယအဆင့်ရောက်ပြီပေါ့နော်တတိယအကွက်မှာကကြတော့ကျမတို့ဘာရေးမလဲဆိုရင် what i can do ကိုပါလုံနိုင်လဲပေါ့နော်ကိုပါလုံနိုင်လဲဆိုရင်အဲ့ဒီမှာကျွန်တော်တို့အများကြီးပဲရေးလို့ရပါတယ်အသေးဖွဲလေးတွေအစားပေါ့နော်ကြီးတာပဲဖြစ်ဖြစ်သေးတာပဲဖြစ်ဖြစ်ဟိုအကုန်လုံးခြာရေးလို့ရတယ်ဥပမာအဖြစ်ငါထမိုးတက်တက်တဲငါကြောက်ကြော်တတ်တယ်ငါထမင်းချက်တတ်တယ်အဲစားရှိတိဖြစ်ပေါ့နော်ငါဆိုင်ကယ်စီးတတ်တယ်ငါခါမောက်တတ်တယ်ဒါမှမဟုတ်ဆိုရင်ငါအင်္ဂလိပ်စကားပြောတတ်တယ်အဲစားရှိတိဖြစ်ပေါ့နော်ကိုလုံးနိုင်တဲ့ຢာတွေပေါ့နော်ခြာရေးလို့ရတယ်ဥပမာအဖြစ်ကိုအနေနဲ့ အဲစဉ်းစားတာရန်ကြီးမပေါ်လာဘူးဆိုရင်နောက်တစ်ဆင့်ဘယ်လိုမျိုးစဉ်းစားကြည့်လို့ရသေးလဲဆိုတော့တခြားသူတွေအနေနဲ့ကိုကိုနေကတော့ဘယ်နေရာတွေမှာတော်လိုက်တာအနေကတော့ပေါင်းသေးဆက်ဆံရေးကောင်းတာပဲအစားရှိသည့်ဖြစ်ပေါ့နော်အသူများတွေကိုကိုပြောတဲ့ရာလေးတွေကိုလည်းပဲပြန်စဉ်းစားပြီးတော့အဲ့ဒီမှာခြားဟိလို့ရတယ်ပုံဖော်လို့ရတယ်ကိုကိုကိုနီလန်းမျိုးစုံနဲ့ express ဖော်ပြလို့ရတယ်ပေါ့နော်အဲ့ဒီတတိယမြောက်ကွက်ကလေးတွေမှာခုဆိုရင်နောက်ဆုံးအကွက်ကိုရောက်လာပြီပေါ့နော်နောက်ဆုံးအကွက်မှာဘာတွေရေးရမလဲဆိုတော့ကိုရဲ့ အောင်မြင်မှုတွေကိုရေးရမှာဖြစ်ပါတယ်။အောင်မြင်မှုလို့ပြောတဲ့အခါမှာတည်တည်လေးပဲဖြစ်ဖြစ်ကြီးကြီးလေးပဲဖြစ်ဖြစ်အကုန်လုံးခြာရည်လို့ရပါတယ်။ကိုယ့်ရဲ့ခုမိခါစားကနေပြီးတော့ခုချိန်ထိကိုလုံနိုင်ခဲ့တဲ့အရာတွေကိုအောင်မြင်ခဲ့တဲ့အရာတွေကိုခြာရည်လို့ရပါတယ်။ဥပမာအဖြစ်မူနာရန်ကနေထထန်တီတနေ့တန်းဆောင်ရအောင်ခဲ့တယ်။ အာဆာရှိတိဖြစ်ပေါ့နော်ကိုအနေနဲ့မိဘကိုဘာလို့ပေးနိုင်ခဲ့တယ်အကြီးမတွေးချင်လဲဒီနေ့ achievement တွေတော့မှခြားရလို့ရရပေါ့နော်အမေကိုထမင်းကိုကုတဲခဲ့တယ်အမေကိုထမင်းချက်ကျွေးခဲ့တယ်ဆာရှိတိဖြစ်ပေါ့နော်တိတိလေးရနေစာအကြီးထိကိုရဲ့ကိုလုံးနိုင်ခဲ့တဲ့အောင်မြင်မှုတွေကိုခြားရလို့ရပါတယ်အာအများကြီးပဲရှိရပေါ့နော်တိတိချက်ချာစဉ်းစားလို့ရှင်လေနော်အဲလိုဆိုတော့ဒီနောက်ဆုံးကွက်လေးထဲမှာတော့ကိုလုံးနိုင်ခဲ့တဲ့အောင်မြင်မှုတွေကိုခြားရရမှာဖြစ်ပါတယ်ရှင် โอเคအဲ့ဒါဆိုရင်ကျမတို့အခုကျမတို့ရဲ့ဒိုင်းလေးကိုဆွဲပြီးသွားပြီဖြစ်ပါတယ်ဆွဲပြီးသွားပြီဆိုတော့ကျမတို့တွေကိုယ့်ရဲ့ဒိုင်းလေးကိုပြန်ပြီးတော့ကြည့်ရကြည့်ကြမယ်ပေါ့နော်ပြန်ကြည့်တဲ့အခါမှာကိုယ့်အနေနဲ့အာတည်တည်ချာချာလေးတစ်ခွက်ချင်းစီကိုကြည့်ပေါ့နော်ဩငါတို့ဒီလိုလိုပါလားပေါ့နော်ငါမှငါချစ်ရတဲ့သူတွေငါယုံကြည်ရတဲ့သူတွေလည်းရှိပါလားပေါ့နော်ပြီးရင်ဩငါတော့ဒါတွေတော့လုံနိုင်ပါလားပြီးငါတော့ဒီဟာတွေတော့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့နော် အဲလိုမျိုးလေးတစ်ခုချင်းစီတွေးတော့ပြီလို့ရှိရင်ဘယ်ယာတွေကတော့ငါ့ကိုပုံဖော်ပေးနေတာလဲပေါ့နော်အဲလိုမျိုးမိကုံးလေးထက်ဆက်ထက်ဆက်တွေးသွားလို့ရပါတယ်ကျွန်တော်တို့ခုကိုကိုကို reflect လုပ်ပြီးသွားတဲ့အခါမှာအာကျွန်တော်တို့ရဲ့စိတ်ထဲမှာတိတိတတ်တတ်ခုခုတော့ခံစားခဲ့ရမှာ ဟုတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင် DD piece လေးပေါ့နော်အာလုတ်ပြီးတော့တဲ့ခါမှာဘယ်လိုမျိုးခံစားရလဲဆိုတော့ခုခုယုံကြည်မှုတွေတိုးလာတယ်ပြီးရင်ဟို စိတ်ထဲမှာလည်းအားငယ်မနေတော့ဘူးပေါ့နော်။ဟောငါလုံနိုင်မလားဆိုတဲ့တန်တရားဝင်တဲ့စိတ်လေးလည်းရောကြသွားတယ်ပေါ့နော်။ကိုယ့်ရဲ့ဒီတိုင်းလေးကိုကြည့်ပြီးတော့ဟောငါလုံနိုင်ခဲ့တဲ့နေရာတွေရှိပါလား။ငါမှဒီလိုမျိုးစွမ်းရည်တွေရှိပါလားပေါ့နော်။အာငါမှယုံကြည်ရတဲ့သူတွေငါ့ရဲ့နာမှာဟိုရှိနေပါလားပေါ့နော်။ဒီလိုမျိုးခံစားချက်မျိုးရသွားပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ self esteem နဲ့ကိုယ့်ရဲ့ self confidence တွေဟိုတက်လာတယ်ပေါ့နော်။ဒီလိုဆိုတော့အာအားလုံးလည်းဒီ activities လေးကိုလိုက်လို့ဖြစ်တယ်ဆိုရင်အာကိုခံစားခဲ့ရတဲ့ အာခန်းစားချက်လေးတွေကိုယ့်ရဲ့တွေးကြုံလေးတွေကိုတခြားသူတွေနဲ့အတူတူညှဝေခြင်းနဲ့ဆိုရင်တော့ comments ထဲမှာညှဝေခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်